မင်းစမရအောင်မင်္ဂလာပါရှင်လူနာကြည့်ပီးတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမဲ့မင်္ဂလာရှိရဲ့နေ့ရက်နဲ့မင်္ဂလာရှိရဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြည်ပြများဝေးကွာပါကိုရောစိတ်ပါကြပါချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်ခု reading ကကြတော့လက်ရှိကိုရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဗောနောကို universe ကနေဘယ်လို message မျိုးပေးခြင်းလဲ ကိုကဘယ်လို message မျိုးကိုတည်တင်လဲပေါ့နော်ဒါလေးကို collaborating နဲ့ဖပေးသွားမှာဖြစ်ပါလိမ့်ရှင်အရင်ဆုံး reading ကိုကြည့်တဲ့ collaborating ရဲ့ energy ကိုစစ်ပေးပါမယ်ဒီ energy နဲ့ကိုင်းညီလို့ရှင်ဒီ reading ကကိုတက်ပါပဲရှင် ကိုယ့်ရဲ့ current energy ကတော့စိတ်ထဲမှာတော့ဗောနောပြောရင်တော့အဆင်ပြေမနေဘူးဆိုတာမျိုးလို့မြင်တယ်ခန်းစားချက်ပိုင်းကစိတ်အခြေအနေကတော့အဆင်ပြေမနေဘူးဒါပေမဲ့လည်းအပြင်ပိုင်းဗောနောပြင်ကိုလှုပ်ရှားရှိရဲ့အလုပ်တွေကိုအာပြန်ပြီးတော့လောက်ကင်နေတာမျိုးအောင်မြင်ဆုံးဖြစ်အောင်လောက်ကင်နေတာမျိုးနောက်ဘယ်လိုပြောမလဲအဆင်ပြေတဲ့အနေအထားတစ်ခုပေါ့နော်ဒါကတော့တယောက်နဲ့တယောက်နဲ့မတူဘူးဆိုတော့ ကိုယ့်အတွက်ကိုအဆင်ပြေတဲ့အောင်မြင်တဲ့အနေအထားတစ်ခုမှရှိနေတယ်ဆိုတာမျိုးရယ်။ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ငွေကြေးဒီပေါ်မှာအာရုံစိုက်ပြီးတော့ရှေ့ဆက်သွားနေဆိုတာမျိုးရယ်။ဒီလိုလေးကိုဇွဲလုံးလရှိရှိနေပေါ့နော်။အော်ဆရာထက်သက်သန်နေကိုရှေ့ဆက်သွားနေဆိုတာမျိုးလို့မြင်တယ်။နောက်ကိုယ့်စီမှာလည်းပြောရရင်တည်င်းကောင်းနေလဲကြားနေရတာမျိုးတမမို့လဲ။ကောင်းချင်းနေပေါ့နော်။အလိုမျိုးတွေဖြစ်နေရဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်။อืม တော့ခစားချက်ပိုင်းကတော့ပြောရရင်တော့စိတ်ထဲမှာတော့စင်ပြေမနေဘူးဆိုတာမျိုးပေါ့နော်ဖြစ်ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတာမျိုးဒါဘာမှမဟုတ်လဲလို့ပေါ့ဒီအခြေရဖြစ်ဖြစ်တခြား relationship တွေနဲ့ပတ်သက်လို့ဖြစ်ဖြစ်ပေါ့နော်စိတ်ထိခိုက်ဇေယားဇေကွဲဝင်တဲ့ဇေယားမျိုးတွေဖြစ်နေရဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတွေကိုလေးလေးရှုပ်ပြီးတော့ပဲဖြစ်ဖြစ်ဒါတွေကနေပြီးတော့နော်ယုံထွက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး ဟိုကိုယ်စိတ်ကိုအကောင်းဆုံးပြန်ပြီးတော့တည်ဆောင်ဖြစ်နေရဆိုတာမျိုးလို့မြင်ရတယ်။နောက်ကိုယ့်ကိုယ်ပဲပို့ပြီးတော့ focus ထားဖြစ်နေရဆိုတာမျိုးလို့မြင်ရတယ်ပေါ့နော်။ညလေးချက်တွေလည်းအင်းအများကြီးရှိနေဆိုတာမျိုးလို့မြင်တယ်။ number 9နဲ့ number 8ပေါ့နော်။ဒါကတော့ကိုယ့်အတွက်ကို ထူးခြားတဲ့ပတ်သက်မှုရှိနေမယ်ပေါ့နော်။အာ September မှာမွေးတာလည်းဖြစ်နိုင်တယ်လို့ September 10ရက်နေ့အဲ့မဟုတ် August 9ရက်နေ့ အဲလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒေါ်တီ energy နဲ့ကန်ကြီးလို့ရှိရင်ဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီဒါဆိုရင် ကိုကို universe ကနေခုချိန်မှာဘလို message မျိုးပေးခြင်းလဲပေါ့နော် death အဆုံးသတ်တွေပေါ့နော်ကိုဘွားမှာဖြစ်စေချင်တာမဖြစ်စေချင်တဲ့ပေါ့နော်အဲ့လိုမျိုးအဆုံးသတ်မျိုးဖြစ်ဖို့တော့များလိမ့်မယ်ဒီအဆုံးသတ်တိုင်းဝဲကွာမှု ခွဲခွာမှုဒါတွေအကုန်လုံးကပြောရင်တော့အစ်စ်အစ်စ်ဖြစ်ဖို့အတွက်ကိုအဆုံးသတ်ရတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့တခုခုပြန်ပြီးတော့စတင်ဖို့အတွက်ကိုအဆုံးသတ်ရတယ်ဆိုတော့ဒီနေရာမှာပေါ့နော်ဒီသဘောတရားတဘာဝတရားကြီးကိုကိုအနေနဲ့က နားလည်ဖို့လက်ခံဖို့သိရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီလက်ရှိကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်လို့ရှင်လည်းပဲဒီသဘောတရားကိုကိုယ်အနေနဲ့ကလေ့လာဖို့နောက်နာခံတတ်ဖို့နောက်တတိနဲ့အတိနဲ့ပေါ့နော်ရှင်ပြီးတော့မှတ်မှတ်သားထားဖို့ဒီအရာရာအလုံးကဒီလိုပါပဲလားဆိုတော့သဘောတရားကြီးနဲ့ပေါ့ဒီဒီသဘောတရားနဲ့ပဲအရာအလုံးကိုကြည်တက်မြင်တတ်ဖို့အလိုမျိုးပေါ့နော်ကို့ ိုယ့်ရဲ့ကိုပိုင်ဘဝမှာလည်းလက်တွေ့အသုံးချတတ်ဖို့လိုအပ်တယ်လို့တခြားအရာတွေမှာလည်းဒီလိုပုံစံမျိုးနဲ့ပဲသွားနေရဆိုတာမျိုးသိဖို့လိုအပ်တယ်ပေါ့နော်။ Now spiritual your spiritual journey is beginning ဟာတော့ကိုယ့်ရဲ့ဒီ spiritual လမ်းကြောင်းပေါ့နော်။ဒီစိတ်ဝိညာဉ်တိုင်းပတ်သက်တဲ့နောက်ဒီပြောရရင်ဒီနန်းနန်းပိုင်းမှုပြောရမှာပေါ့နော်။အာ ထူဆန်းတဲ့တကယ်ကိုလေးနက်တဲ့ထူကြတဲ့အံ့ဩဖွယ်ကကောင်းတဲ့အဲ့လိုမျိုးပေါ့နော်။နောက်လျှော့ဝှက်ချက်တွေရှိတဲ့အဲ့လိုမျိုးမမြင်ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒီဒီလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ကိုကဒီဘိုင်းမှာပို့ပြီးတော့ဟိုတိုးတက်လာဖို့လို့ပြောရမှာပေါ့နော်။ရင်းချက်လာဖို့တိုးတက်လာဖို့အဲ့ဒီတို့ကဒီမှာလဲ island 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 enlightenment ပေါ့နော်။ဟို ထူးခြားတဲ့အမြင်တွေတည်လာတယ်ဆိုတဲ့ပုံစံမျိုးဉာဏ်အလင်းပွင့်သွားတယ်ဆိုတာမျိုးပေါ့နော် The with enlightenment there is no separation we recognize that we are one with the divine အဲ့ဒီဒီကတော့ကိုကပြောရင်တော့ဟိုထိတ်ဆက်နေဆိုတာမျိုးလို့ပြောရမှာပေါ့နော်ပြောချင်တဲ့သဘောတရားကတော့အဆုံးသက်ဒီ ထစ်ခဲ့တယ်၊ခွေးခွာခဲ့တယ်၊ခွဲခွာခဲ့တယ်အကုန်လုံးပေါ့နော်။ဒါပစ္စည်းတွေနဲ့ဖြစ်ဖြစ်လူတွေနဲ့ပဲဖြစ်ဖြစ်ဒါတွေကခွေးခွာခွဲခွာခဲ့ရတာတွေအကုန်လုံးဆွန့်လွတ်ခဲ့ရတာတွေထားခံခဲ့ရတာတွေအကုန်လုံးကပြောရရင်ဒီသဘာဝအတိုင်းဖြစ်နေတဲ့အရာတွေပေါ့နော်။ကိုကဒါတွေကိုသိရှိပြီးတော့ဒါတွေကိုလက်ခံတက်ပြီးတော့ဟိုသေသေးချာလေးပေါ့နော်။อืมစဉ်းစားဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုရဲ့ဒီ spiritual ပိုင်းကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ထူကြတဲ့ ဉာဏ်လေးနေရရှိလာမယ်ဆိုတာမျိုးထူးခြားတဲ့အသိအမြင်နေရရှိလာမယ်ဆိုတာမျိုးလို့ပြောရမှာပေါ့နော်ပို့ပြီးတော့အသိအမြင်နေပို့ပြီးတော့ကျင်လာလိုက်မယ်ဆိုတာမျိုးဒီ spiritual လမ်းကြောင်းမှာပို့ပြီးတော့နက်နက်ဆက်ဆိုင်နဲ့တည်လာလိုက်မယ်ပေါ့နော်နောက်ဒီကိုယ့်ရဲ့ခံစားချက်ပိုင်းစိတ်တဲ့ပိုင်းဆရာမှာလည်းပို့ပြီးတော့ရင်ကျက်လာလိုက်မယ်ဆိုတာမျိုးဒါဒီကုံလုံးကလည်းလောကဓာတ်အနေပဲပေါ့နော်ဒါဒီကုံလုံးကိုကြံ့ကြံ့ခံရင်ဆန်နိုင်မှုအတွက်ကိုဒီလိုမျိုးသင်ခန်းစာတွေကိုရရှိနေရတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ပြောရရင်တော့ အဆုံးသတ်တယ်ဝေးကွာတယ်ခွဲခွာတယ်ဆိုတာတွေအကုန်လုံးကပြောရရင်တော့ဒါလူတိုင်းလူတိုင်းမှာကြုံကြုံနေရတဲ့အရာတွေပဲဒါတွေကိုထူးထူးခြားခြားကြီးကိုအနေနဲ့ခန်းစားနေဖို့မလိုဘူးအချိန်တန်လို့ဖြစ်ရတယ်ဆိုတဲ့သဘောတရားကိုပဲလက်ခံပြီးတော့ရှေ့ဆက်ပါပေါ့နော်အကောင်းဆုံးအနေနဲ့စူးစမ်းပါဆိုတာမျိုးနောက်ဒီကိုမှခုလက်ရှိကြုံနေရတဲ့ဒီအရာတွေကနေသင်္ကန်းစာရယူပြီးတော့ကိုတက်ဖို့ဘယ်လိုမျိုးအကောင်းဆုံးအသုံးချနိုင်မလဲပေါ့နော်ဒီဘိုင်းကိုပဲပို့ပြီးတော့ focus ထားပါဆိုတာမျိုးပေါ့နော်ဘယ်လို message မျိုးပေးနေလဲဆိုတာမျိုးတွေ့ရပါတယ် အဲ့ဒါကတော့ short reading လေးပေါ့နော်ဖတ်ပေးတာဖြစ်ပါလိမ့်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်မိစေများအားလုံးပဲပြပြမြောင်ပေးကွာပေးကိုရောစိတ်ပါကြမှာချမ်းသာကြပါစေကောင်းသောလူရင်းစန္ဒမှန်သမျှလည်းပြေဝါကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီးစီးလုံးကြကြမှာမှာနဲ့ဤထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးတွေ့ကြပါမယ်ရှင်